ာပါရှင် Astro Garden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်စီစဉ်ရဲ2025ခုနိုဝင်ဘာလ23ရက်တနင်္ဂနွေနေ့အတွက်ဆောင်းရယ်ရှောင်းရယ်ဆောင်းရယ်ရမယ်နောက်ခတ်ချိန်ကာလကိုအစီအစဉ်တင်ဆက်သူများဖြစ်ကြတဲ့ကျွန်မရွှေရုံအောင်နီမာနှင်းပိုင်တို့မှာစီစဉ်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင် 2025နိုဝင်ဘာ23ရက်တနင်္ဂနွေနေ့အတွက်တနင်္ဂနွေနေ့သတင်းများအပေါ်ပုံမူပြီးထ ිය မှုရှိနိုင်တဲ့ကောင်းကျိုးနက္ခတ်9ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရန်နက္ခတ်အချိန်ကာကောင်းများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်9:00ခန်းမိနစ်မှနနက်9:26မိနစ်အချိန်တွင်းမှဆိုရင်တော့ဖုံးကန်ကြီးမြင့်နိုင်တဲ့ဒရနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်ရှင်။နနက်9:59မိနစ်မှနနက်10:18မိနစ်အချိန်တွင်းမှဆိုရင်တော့စန္ဒအောင်မြင်ပြီးမြစ်တာကြီးကိစ္စရီကောင်းမွန်နိုင်တဲ့စုံနက် ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နေ့လည်းတနာရီ58မိနစ်မှနေ့လည်း2နာရီ18မိနစ်အချိန်တွင်းမှဆိုရင်တော့ဘယ်လုံငန်းမျိုးမဆိုလောက်ကင်မှာကအောင်မြင်မှုရရှိနိုင်ပြီးကန်စာတာထွက်တဲ့ရောက်ရှိနိုင်တဲ့အဓိပတိနှက်ခတ်ကင်ကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။နေ့လည်းတနာရီ48မိနစ်မှနေ့လည်း2နာရီ9မိနစ်အချိန်တွင်းမှဆိုရင်တော့ရာထူးဩဇာအနာဂံတွင်ကြီးမြတ်နိုင်တဲ့ထိပြုနက္ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်။ နက်နက်2:46မိနစ်မှနက်နက်3:06မိနစ်အချိန်တွင်းမှဆိုရင်တော့အိမ်ချမ်းမြေရင်အယောင်းဝယ်ကိစ္စတွေပြုလုပ်ပါကကောင်းမွန်နိုင်တဲ့စင်ပြူနက်ခတ်ဂိမ်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင်နက်နက်6:21မိနစ်မှနက်နက်6:41မိနစ်အချိန်တွင်းမှဆိုရင်တော့ငွေကြီးရှင်ငွေယဒနာထီကန်ဆက်မှုကံတွေကောင်းမွန်နိုင်တဲ့ယဒနာနက်ခတ်ဂိမ်းကြောက်တဲ့အချိန်ပဲဖြစ်ပါလေရှင် ည10:00နာရီမှည10:00နာရီ20မိနစ်အချိန်တွင်းမှဆိုရင်တော့တာသမီရတနာများထုံကားရရှိနိုင်တဲ့တန်ဒီနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါတယ်။ဆက်လိုက်ပြီးဒုတိယခန်းကဏ္ဍအနေဖြင့်တနင်္ဂနွေနေ့တာသမီများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ဆိုးရနက်ခတ်နဲ့ပတ်သက်တဲ့နက်ခတ်ချိန်ကာလကိုကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်3:28မိနစ်မှနနက်3:48မိနစ်ချိန်တွင်မှဆိုရင်တော့ထိခိုက်တည်ခြင်းပျက်စီးဆုံးရှုံးမှုများဖြစ်စေနိုင်တဲ့မရဏနက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါရဲ့ရှင်။ နနက်6:22မိနစ်မှနနက်6:42မိနစ်ချိန်တွင်းမှဆိုရင်တော့အမှုခင်းပြဿနာနဲ့စိတ်ပူပန်သောကများဖြစ်စေနိုင်တဲ့သောကနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါလေရှင်။နေ့လယ်12:32မိနစ်မှနေ့လယ်12:52မိနစ်ချိန်တွင်းမှဆိုရင်တော့ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့စေတိုင်းနှက်ခတ်ကိန်းကြောက်တဲ့ချိန်ပဲဖြစ်ပါလေရှင်။ ည9:48မိနစ်မှည8:09မိနစ်အချိန်တွင်းမှဆိုရင်တော့မိတ်ဆွေတင်ဟာများဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။စနေနေ့ည10:00ကြောပြီးတနင်္ဂနွေနေ့အကိုနနက်12:48မိနစ်မှနနက်10:00မိနစ်အချိန်တွင်းမှဆိုရင်တော့အလုံစည်းပွားထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်စေနိုင်တဲ့ဘင်္ဂနက်ခတ်ကိန်းကြောက်တဲ့အချိန်ပဲဖြစ်ပါရဲ့ရှင်။ ယခုဖော်ပြပေးခဲ့တဲ့နက္ခတ်ချိန်ကာရီယာဆိုရင်တော့တနင်္ဂနွေနေ့သားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့နက္ခတ်ချိန်ကာရီပဲဖြစ်ပါတယ်ရှင်။ဒီနက္ခတ်ချိန်ကာရီကိုသမီးတို့ရဲ့ဆရာဆရာဦးဆရာကမှအသေးစိတ်ကိုရန်တစ်ချက်ပေးရတာဖြစ်ပါတယ်ရှင်။သမီးတို့ရဲ့ယနေ့နက္ခတ်စီစဉ်ကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဘာလို့လဲ